ဒီ Ubuntu machine လေးတစ်ခုကိုကျွန်တော်ဟပ်ပြမှာဖြစ်ပါတယ်ဒီကောင်းရွယ်ချက်ကတော့ဒီ login login ဟပ်ကမှာပေါ့နော်အင်းကျွန်တော် share တာနှစ်ခုရှိတယ်ဒီ ATA IPC က default share ပေါ့အဲ့ဒီမှာဆိုကျွန်တော်ဒီမှာတွေ့ပြီ local user နှစ်ယောက်တွေ့တယ်အဲ့ဒီ user နှစ်ယောက်ရဲ့ name နဲ့ကျွန်တော်ဒီ SSH ကိုဖွင့်လို့ရတယ် password อ่ะตีมั้ยဆိုရင်ပေါ့เนาะဒီမှာ access ကလည်းပွင့်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ user တွေကိုအသုံးပြီးတော့ကျွန်တော်တို့က access နဲ့ကျွန်တော် login ဝင်ရလို့ရတယ်။ JAN champ ပတ်စောကကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှဒီ Ubuntu machine လေးတစ်ခုကိုကျွန်တော်ဟပ်ပြမှာဖြစ်ပါတယ်။နောက်အခုဆိုဒီမှာဒီကောင်အဆက် run နေပြီ။ဒီ box ကိုကျွန်တော်ဘယ်ကဒေါင်းလာလဲဆိုတော့ဒီကောင်ကအာကျွန်တော်တို့ view and hub ကကျွန်တော်တို့ basic pandas box 2ဖြစ်ပါတယ်เนาะဒီကောင်ရည်ရွယ်ချက်ကတော့ဒီ login login hub ကမှာပေါ့နော်အဲ့တော့ဒီမှာ login မှာကျွန်တော်တို့ admin ဆိုပြီးတော့တစ်ချက်ဝင်ကြည့်လိုက်မယ်ပြီးကြရင် admin password မှာလည်း admin ပေါ့နော် ဂျူဇာနိုင်းနဲ့ပတ်စော်လုံးကိုဂျူဇာနိုင်းနဲ့ပတ်စော်နှစ်ခုလုံးကအလပင်အလပင်လို့ရိုက်ထည့်လိုက်တယ်။ login error ဖြစ်နေတယ်။เนาะအဲ့ဒီ login နေရာကိုကျွန်တော်တို့ hack ကမဖြစ်ပါဘူး။ Okay အဲ့တော့ဘာရင်ဆောက်လောက်ကောင်လဲဆိုတော့ကျွန်တော်တို့ hack အဆာဒီ information gathering လုပ်ဖို့ရင်လိုရတယ်။ဘာလို့လဲဆိုတော့ဒီကောင်နဲ့ပတ်သက်တဲ့ဘာ information မှမသိသေးဘူး။ကျွန်တော်တို့ attack လုပ်မယ်ဆိုရင်ကျွန်တော် internet ပေါ်ကသွားရတာဖြစ်တဲ့အတွက်ကြောင့်เนาะ IP ရောအနေနဲ့သိဖို့လိုတယ်။အဲ့တော့ အဲဒီကောင်ရဲ့ IP address ကိုကျွန်တော်တို့မသိဘူးပေါ့နော်အဲ့တော့သိအောင်ဘယ်လိုလုပ်မလဲเนาะ MN နဲ့ scanning လုပ်ကြည့်မယ်ဒီ network တစ်ခုလုံးကိုကျွန်တော်တို့ scanning လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ငါတကောင်ကသိရင်မသိပါဘူး controls okay အဲ့တော့ဒီကောင်မှာ scanning လုပ်ကြည့်မယ်ဆိုအဲ့ config အရင် set အဲ့ config မှာဒီကောင်က100 network 100 network ဆိုတော့ဒီကောင်က100 network ကို scan လိုက်မယ် AMAP မှာ AMA test SSN 92.168.1.1.255 okay နော် scan လိုက်မလားခဏစောင့်ကြည့်လိုက်ပါဒီလိုမျိုး scan လိုက်ပြီဆိုရင်ဒီကောင်းရဲ့ IP address ကိုကျွန်တော်သိရမှာ Okay ဒီမှာကျွန်တော် scan reset ထွက်လာပြီ scan reset မှာဆိုရင်ဒီဖြစ်နိုင်ခြေအရှိဆုံးကောင်ဘယ်ကောင်လဲပေါ့အဓိကမဖြစ်နိုင်တဲ့ကောင်တော့ကျွန်တော်အရင်ဆုံးပယ်ကြည့်မယ်နော်ဒီကောင် gateway နောက်တောင် gateway ပြန်ရင်223ကျွန်တော်တို့လက်ရှိသုံးနေတဲ့ကာလီရဲ့ IP ပြန်အန်လုံးနေခဏထားလိုက်နော်ပြန်ဒီမှာဒီကောင်လေးဒီကောင်လေးကကျွန်တော်ဖြစ်နိုင်ပြီအရှိသုံးမှာနော်ကျွန်တော်တို့အဲဒီမှာ virtual NIC ဆိုတွေကဒီကောင် virtual ပေါ့ virtual NIC ဒါဖြစ်နိုင်ပြီအရှိသုံးမှာပေါ့နော်ဒီဒီကောင်ရဲ့အ IP ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင်လေဒီမှာဒီကောင်က106ပေါ့နော်အဲ့ဒီ106ကကျွန်တော်တို့ဒီထင်ထားတဲ့ဒီ machine ဟုတ်မဟုတ်ကိုအဲထပ်ပြီးတော့အတီးပြကြည့်မယ်ပေါ့နော်ထပ် scan လောက်ကြည့်မယ် 106 okay အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တခါလေး version နဲ့ပါကြည့်လို့ရအောင် ms dash uh sv ပေါ့ sv ခုနကတော့ကျွန်တော်တို့အဲ icon လို့ထင်ရတဲ့ ip က106 okay 106ကို scan လုပ်လိုက်မယ်ဆိုရင်106လား106ຫມုတ်106เนาะ sorry 106 106 okay ကတော့ host ကမရှိဘူးဖြစ်တယ်ခဲ့ဒီမှာခဏလေးဆောင်းလိုက်ပါနော်ဘာလို့ကြာနေလဲတော့မသိအာโอเคဒီမှာမြင်ရပြီအာမြင်ရပြီဆိုရင်ဒီမှာသူ့မှာဒီပေါ့တွေပွင့်နေပါဘောကွာဒီပေါ့တွေပွင့်နေတယ် asset တွေလည်းပွင့်နေတယ်เนาะ whatsapp တွေလည်းပွင့်နေတယ်နောက်ပိုင်း asset တွေမှာပွင့်နေတယ်ပြီးရင်ဒီအောက်မှာကြည့်လိုက်မယ်ဆိုရင် service info မှာအာ host မှာကျတော့ basic tool ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ106ဆိုတဲ့ IP ကအာဒီ machine IP မှာကျွန်တော်တို့ သိကြပါပြီပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ဘာဆက်လုပ်ကြမလဲပေါ့နော် IP ရပါပြီဆိုတော့โอเคနောက်ဆိုရင် IP ရပြီပြီးကြရင်ဘာတိပြီလဲဆိုတော့ကျွန်တော်ပွင့်နေတယ်ပေါ့ဒီတိပြီဟုတ်ပါနော်ပွင့်နေပေါ့ဒီတိပြီဆိုတော့ဒီမှာနော်အာနတ်ပိုင်အောင် assassin ဆိုတော့ကျွန်တော်တို့ဒီမှာပွင့်နေရပေါ့နော်အဲ့တော့ကျွန်တော်တို့ကအာ assassin client နဲ့များဝင်လို့ရမလားပေါ့နော်အချက်ကျွန်တော်တို့ဝင်ကြည့်ကြမယ်ပေါ့ဟုတ်ပါနော်အဲ့တော့ SMB client နဲ့ကျွန်တော်တစ်ချက်ဆန့်ကြည့်လိုက်မယ် SMB ဟောစီကြံရဲ့ SMB client နဲ့များဝင်လို့ရမလား SMB client ရ dead အဲ့လေအဲ့ဆိုတော့ကျွန်တော် list တွေပေါ့နော်အဲအသီးလားအသေးလားတော့မသိတော့ဘူး help တစ်ချက်ကြည့်လိုက်အော်အကြီးဖြစ်မယ်ဟုတ်တယ်ကျွန်တော် list ပေါ့နော်ဟုတ်တယ် available host okay SMB dead ဘာဘာတွေ share ရမလဲပေါ့နော်ကျွန်တော်တို့ဒီအားမှာနှစ်ပိုင်း access မှာ SMB client .l ခုနကတော့ IP 192.168.100.6အတဲ့ရတော့6မဟုတ်106 106မှာဆိုရင်ကျွန်တော်တို့ password ကအာအာဒါမှဆိုရင်ကျွန်တော်တို့ share ရတာနှစ်ခုရှိတယ်ဒီ ATA IPC က default share ပေါ့နော် IPC က default share ဒီမှာကျွန်တော်တို့ share name မှာ ကျွန်တော်တို့ anonymous အနေနဲ့ကျွန်တော်တို့ဒီ SMB တွေကိုဟိုဝင်လို့ရနေတယ်ပေါ့နော် anonymous ဆိုတာကျွန်တော်တို့ကဒီ guest တွေကျွန်တော်တို့ public accept တွေကျွန်တော်တို့တုံးမှုတွေပေးရတာပေါ့နော်ဒီမှာဆိုကျွန်တော် disk တိုက်ကကြတော့ကျွန်တော် disk တိုက်ပါ anonymous အနေနဲ့ဝင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝင်ကြည့်လိုက်မယ် SMB CLR END client SMB client အပြောင်း IP 192.168.100.106နော်106ပြီးကြရင်အနောက်မှာ ANONY အမ်မိုးရှိဘူး anonymous နဲ့တစ်ချက်ဝင်ကြည့်လိုက်မယ်ဆိုရင်ဝင်လို့ရမလား Okay ဒါဆိုကျွန်တော်တို့ SMB လေးရောက်သွားပြီနော် SMB လေးရောက်သွားပြီဆိုရင် LS core အော် LS core ကြည့်လိုက်မယ်နောက်ဆုံးကျွန်တော်တို့ step ဆိုတဲ့အာ file တစ် file တွေ့နော် s step ဆိုတဲ့ file ကိုကျွန်တော်တို့ down down ပြီးတော့ကျွန်တော်တို့ဖတ်မှာရအောင်အရင်ကန့်တခါလေးတန်းပြီးတော့ဖတ်လို့မရနော် steps.dat ဆိုတော့ down လိုက်မယ် down လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ file လေးကိုရောက်လာမယ် အာဘာ information ရမလဲဗောဒီကောင်ကနေအာဒီမှာဆိုရင် तू อ่ะ announcement to staff တယ်เนาะအာသူရဲ့ staff တွေကိုပြောတာသူတို့အလုံးနဲ့မဆိုင်နေဗောနော်ခဏလေး အဲအလုံးနဲ့မဆိုင်တဲ့ဟာတွေမ share ပါနဲ့တဲ့ဒီမှာပေါ့နော်ဒီ I know oil fan အာအပြောကနေအပြတ်ဖြစ်မှာပေါ့ကွာเนาะပြောချင်တာကတော့เนาะအဲ this mean can ဒါမင်းကိုလည်းပြောတာเนาะတဲ့ jan เนาะအဓိက jan ကိုတတိပေးလိုက်တာပေါ့ဘယ်သူကတတိပေးလိုက်တာလဲဆိုတော့ k ဆိုတဲ့ user တတိပေးလိုက်တယ်အဲ့တော့စဉ်းစားကြည့်လိုက်မယ်ဆိုရင် k ကနေပြီး jan ကိုမင်း အာအလုံးနဲ့မဆိုင်တာလေးမရှင်းနဲ့နော်အာပြောရနေပြက်ဖြစ်မယ်ဆိုပြီးပြောလိုက်တဲ့ကဘဲကောင်ကစီနီယာပို့ကြအောင်လဲဆိုတော့ K ကပို့ပြီးတော့စီနီယာပို့ကြမယ်ယာရုပို့မြင်မယ်ရိုးပို့မြင်မယ်လို့ကျွန်တော်တို့ကခန့်မှန်းလို့ရတယ်ပြီးကြရင်နောက်တစ်ခုပါ information ရမှာလဲဆိုတော့ကျွန်တော်တို့ဒီထဲမှာ user ၂ယောက်ရှိတယ်ဆိုတော့ခန့်မှန်းလို့ရမယ်နော် Jan နဲ့ K နဲ့ user ၂ယောက်ရှိတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ခန့်မှန်းလို့ရတယ်ပေါ့နော် Okay အဲ့လိုဒီမှာခဏပိတ်လိုက်မယ် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီထိဒီထိရောက်လာပြီးွားရင်ကျွန်တော်ဘာတွေသိလိုက်ရမလဲဆိုတော့ကျွန်တော် user နှစ်ယောက်ရှိမယ်ပြီးကြရင်ကျွန်တော်ရှိတဲ့ user မှာ k ရ c နဲ့ပို့ကြမယ်ပို့ပြီးတော့ row ပုံမြင်မယ်ကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့သိလိုက်ရပြီဒီ user နှစ်ယောက်ရှိတယ်ဆိုတာကလည်းเนาะကျွန်တော်တို့ဘယ်လိုမျိုးအဲတုံးသက်လိုက်တာလဲဆိုတော့ကျွန်တော်တို့ကဒီခုနကတော့အာ announcement လေးတစ်ခုကိုပဲကြည်ပြီးတော့ဗောနော်ဆုံးဖြတ်လိုက်တာဖြစ်တယ် အဲ့အတွက်ကြောင့်ကျွန်တော်ဒါခန့်မှန်းတာပေါ့နော်တကယ်ဟုတ်မဟုတ်ဆိုတာမသိသေးဘူးကျွန်တော်တို့ data ရပြောတာမဟုတ်ဘူးကျွန်တော်တို့ထင်တာပေါ့နော်ဒီဟာလေးကိုစလေးကိုတွေ့လိုက်တဲ့အတွက်ကြောင့် user နှစ်ယောက်ရှိတယ်ဆိုမှကျွန်တော်တို့ထင်သွားတယ်ဒါပေမဲ့အာကျွန်တော်ထင်တာလည်းမရဘူးကျွန်တော်တကယ်ရှိလားမရှိလားဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော် data ရသိကျင်တဲ့အခါကျတော့အာကျွန်တော်ဘာစစ်ရမလဲဆိုတော့ immunization နဲ့စစ်မယ်နော် EN UN4 link နဲ့စစ်မယ် EN UN4 link okay EN UN4 link ကဘယ်လိုတုံးရခံရော ဒီအိုင်းမရိုက်ထည့်ရမှာထဲနဲ့ဘာ option မှမထည့်ပဲနဲ့နောက်ဘာ option မှမထည့်ပဲနဲ့အရင်ဆုံးတစ်ချက်စစ်ကြည့်လိုက်မယ်เนาะ okay am you full in ね option okay ခဏလေးနောက်မှကျတော့ ip တစ်ခါလဲထည့်လိုက်မယ်ပေါ့เนาะ okay 192.168.100.106 okay เนาะ ဒီကောင်တွေကကျတို့ public accept တွေကိုကျတို့ရှာပေးလိမ့်မယ်ဘောနော်ဒီမှာမြင်ရတဲ့ဟာတွေအကုန်လုံးကကျတို့ public မှာလည်းကျတို့မြင်နေရတဲ့ဟာမျိုးတွေဖြစ်တယ်ခေဒီမှာတော့ကျွန်တော်ဒီမှာတွေ့ပြီ local user နှစ်ယောက်တွေ့တယ်။နောက်ဒီမှာထပ်ပြီးတော့ scanning လုပ်နေသေးတယ်သူ။အာပြီးွားပြီ။အဓိကကျွန်တော်သိချင်တာ user ကိုပဲသိချင်တာ user တကယ်တမ်းဘယ်နှယောက်ရှိလဲဆိုတော့သိချင်တာပေါ့နော်။အဲ့တော့ဒီမှာ user နှစ်ယောက်ရှိတယ်ဆိုတော့ကျွန်တော်တို့ ပေးကြွားရပြီပေါ့နော်ဒီ user တွေဟေ့ရှိတယ်ဆိုတော့เนาะကျွန်တော်စဉ်းစားကြည့်လိုက်မယ် user နှစ်ယောက်ရှိတယ်ပြီးတော့ခုနကတော့ကျွန်တော်ဒီ amat reset ကိုတစ်ချက်သွားကြည့်လိုက်အာဒီ amat reset မှာဆိုရင်အာဒီကမဟုတ်ဘူးကအော်ဒီမှာ amat reset မှာဒီမှာခုနကဘယ်ရောက်ပါခုနကကျွန်တော်တို့ အဲ information လောက်ခဲ့တလား user 2ယောက်ရှိတယ်เนาะဒီဒီ server ထဲမှာပေါ့ထားပါတော့ဒီ server ထဲမှာ user 2ယောက်ရှိတယ်ပြီးကြတော့ access rate ကလည်းပွင့်နေတယ်စဉ်းစားကြည့်လိုက်ကျွန်တော်အဲ့ဒီ user အဲ့ဒီเนาะအဲ့ဒီ user 2ယောက်ရဲ့ name နဲ့ကျွန်တော်ဒီ access rate တဲကိုဝင်လို့ရတယ် password လာတိမယ်ဆိုရင်ပေါ့เนาะဒီမှာ access rate ကလည်းပွင့်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ user တွေကိုအသုံးပြီးတော့ကျွန်တော်က access rate နဲ့ကျွန်တော် login ဝင်ရလို့ရတယ်အဲ့တော့ login ဝင်မယ်ဆိုရင်ကျွန်တော်က user name တော့တိနေပြီ ် access ကလည်းပွင့်နေတယ်ဟုတ်ပြီအဲဒါဆိုကျွန်တော် access username တိသွားပြီပြီးတော့ access username တိသွားတာနဲ့မရဘူးကျွန်တော်တို့ password လိုသေးတယ်အဲ့တော့ကျွန်တော်ကဘာထပ်လုပ်ရမလဲဆိုတော့ကျွန်တော်တို့ password ကို viewfolk တိုက်လို့ရတယ်ပေါ့နော်စမ်းကြည့်လို့ရတယ် okay အဲ့တော့အာကျွန်တော်တို့က viewfolk တိုက်တော့မယ်ဆိုရင်အဟိုက်ဒရာပဲဟိုက်ဒရာတုံးလိုက်ရပေါ့နော်ကြိုက်တာတော့တုံးလိုက်ရဒါပေမဲ့ဟိုက်ဒရာကကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုက်ဒရာပဲတုံးမယ်နော်โอเคအဲ့တော့ကျွန်တော်တို့ဟိုက်ဒရာတစ်ချက်တုံးလိုက်ရ H Y D I Hydra Hydra ရှိမယ် Hydra ရဲ့သုံးပုံသုံးလေးဘယ်လိုသုံးအောင်ဒါတော့ ham နဲ့မရဘူးတဲ့ Hydra က dash 8နဲ့မှရမယ် Okay Hydra ရဲ့ option ကဒီမှာပေါ်လာပြီနော်အဲဒီလိုလေးသုံးအောင်ပြကြရင်အဲ user ပြကြရင် password password left ပေါ့နော် Okay ပြကြရင် FTP Okay အာသုံးနဲ့နေတော့ပေါ်လာပြီဟုတ်ပြီနော် ကွန်မန့်တွေကကျွန်တော်တို့အလွတ်ကျက်ဆရာမလို့เนาะကျွန်တော်တို့အဓိက theory သိရမယ်ဆိုရင်ကွန်မန့်တွေကကျွန်တော်အင်တာနက်မှာရှား AI ကိုမေးပြီးတော့ကျွန်တော်တို့ကစမ်းကြည့်လို့ရအဓိကအလွတ်ကျက်ဆရာမလို့အဓိကအာဒီ methodology တွေကောင်းကောင်းသိရမယ်ဆိုရင်ကွန်မန့်တွေကเนาะ AI ကိုရေခိုင်းပြီးတော့မှကျွန်တော်လုပ်လို့ရတယ်เนาะโอเคအဲ့တော့ကျွန်တော်တို့က view for time ပဲထားပါတော့ view for time ပဲဆိုရင်ဘယ်အကောင့်ကိုတိုက်မှာလဲဆိုတာရှိသေးတယ်ကျွန်တော်တို့ခုနကတော့ information အရာစဉ်းစားကြည့်လိုက်မယ်ဆိုရင်တတိပေးတာက k ကနေပြီးတော့ ဂျန်ကိုသတိပေးတာမင်းပောက်ကရတွေမရှင်နဲ့အပြောင်းအလဲအပြည့်ဖြစ်မယ်ဆိုပြီးတော့ဂျန်ကိုသတိပေးတာအဲ့တော့ကီဆိုတဲ့ယူသားကရိုးပုံမြင်နေမှာရိုးပုံမြင်နေမှာဆိုတော့ကျွန်တော်တို့ကဟက်ကင်လုပ်တဲ့ခါကျရင်ရိုးမြင်တဲ့ဟာကြီးကိုတွားပြီးတော့အတက်လောက်တာထက်နော်ကျွန်တော်တို့ကဟိုအောက်ဆုံးကနေပြီးတော့ကျွန်တော်တို့က private escalation လုပ်ပြီးတွားရမှာဖြစ်တဲ့အတွက်ကြောင့်ဂျန်ဆိုတဲ့ယူသားကိုပဲကျွန်တော်တို့ကဒီမှာဂျန်ဆိုတဲ့ယူသားကိုပဲဘယ်လိုလုပ်မလဲ view time ပဲပေါ့โอเคအဲ့ဒါကိုပစကမေ့နေနော်ဂျန်ဆိုတဲ့ယူသားကိုပဲ view time ပဲအဲ့တော့ အာသူတို့က hydro ကိုသုံးပြီးတော့ပဲကျွန်တော်အာ view flow လုပ်မယ်ပေါ့နော်အဲ့တော့ hy dre hydro ပြန်ပေါ်ပါရေးရမှာ hydro dot a နော် dot a ဆိုတော့ user ကိုပြောတာဖြစ်လိမ့်မယ်နော် dot a အပေါ်မှာလဲ option တွေကိုကိုကြည့်ကြည့်ပေါ့နော်ကျွန်တော်ဒီအောက်ကပုံစံလိုက်မယ်လုပ်လိုက်မယ် dot a user user ကကျွန်တော်တို့ chain 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 ဟုတ်တယ်မလား chain မှာနော်ခုနကကျွန်တော်ကြည့်တာဟုတ်လားတေးချောင်းတော့ကြည့်လာအောင်မေးပါရစေ အာ K ကနေပြီးဟုတ်တယ် JN Chan Chan ကိုပြောတာ Okay အဲ့တော့ဒီမှာ Chan နောက်ဒါဆိုရင်ကျွန်တော်ယူစားရပြီယူစားရပြီဆိုတော့ဒီအပေါ်မှာကျွန်တော် P P ကြီးကကျွန်တော် password left password ကသူကဘာသုံးရလဲဆိုတော့သူကို password ဖိုင်ကိုသုံးရမယ်ဆိုတော့ကျွန်တော်တို့ကဟိုပဲသုံးလိုက်ဝက်ပြူပဲသုံးလိုက် user issue sr USA Share Wallace Walk you .jt အာပြကြရင်ကျွန်တော်တို့ SSH SSH လို့ရေးတာ SSH အ SSA192.168.0.1 အ IP ထည့်ရုံပဲ192.168.100.106 okay ဒီမှာတော့သူ view flow လောက်မှာဆိုတော့နည်းနည်းတော့ကြာတယ်။နောက်ကျ walk you ဆိုတဲ့ file လည်းနည်းနည်းများတယ်။ဘာလို့ကျွန်တော်ဒီမှာ walk you ကိုတုံးတာလဲဆိုတော့ walk you ကကျွန်တော် CTF တွေ challenge တွေအတွက်ကျွန်တော်တို့အကောင်းဆုံးဖြစ်ပါတယ်နော်။ walk you နဲ့မှမရရင်တခြား file လိုက်ပြီးတော့ sample နေပါနဲ့နော်။ဟုတ်ပြီနော်။အဲ့တော့ကျွန်တော်ဒီမှာခဏလောက်စောင့်လိုက်မယ်။ခဏစောင့်နေတဲ့အချိန်မှာ ကျွန်တော်လည်းကြောင်ကြဝင်မှာပေါ့နော်ကျွန်တော်တို့ဒီခုနကတော့အရှိမပြပြခဲ့တဲ့ဒီ MS D เนาะ Linux D ကျွန်တော်တို့ဒီမှာအခု run နေတာလည်းကျွန်တော် Linux ပေါ်မှာ run နေတယ်ပေါ့နော်အဲဒါကြောင့်မလို့ MS D Linux D သင်တန်းနေ join ခြင်းနေဆိုရင်ကျွန်တော်စီမှာရှိပါတယ်โอเคเนาะအဲ့ဒါလေးပြပြခြင်းတာပါကျွန်တော်လည်းကြာနေတယ်ဒါကြီးကိုထိုင်ဆောင်နေရရင်เนาะအချိန်တော်တော်ကုန်နေအဲ့တော့ကျွန်တော် video လေးခဏ pause လုပ်တာလိုက်မယ်ကျွန်တော် reset ထွက်လာတဲ့အခါကျရင်ပြန်ပြပေးမယ်โอเคဒီမှာကျွန်တော်တို့ view ဖို့ပြီးပါပြီဗောနော်အဲဘလောက်ကြာလိုက်လဲဆိုတော့ကျွန်တော်တို့10မိနစ်လောက်တော့ကြာလိုက်တယ်เนาะ အဲရှင်းမလောက်ကြာတယ်ဆိုတာလည်းကျွန်တော်ဒီမှာ virtual machine မှာတင်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်เนาะ virtual ဒီတိုင်းကျွန်တော်တို့ကာလီ only တင်သုံးနေတဲ့လူတွေဆိုတော့ပို့ပြီးတော့မြန်လိမ့်မယ်ကိုယ့်ဆိုင် performance နဲ့လည်းဆိုင်သေးတယ်ပေါ့เนาะ okay ဒီမှာကျွန်တော်တွေ့ပါပြီ password ကအမန်လို့ဖြစ်တယ်เนาะဂျန်ရဲ့ password ssh password ကဟုတ်ပြီเนาะအဲဒီမှာဒီ line လေးပေါ့เนาะမြင်ရမှာထင်တယ် နော်လွန်အင်ကဂျန် IP ကဒီလောက်အာကျွန်တော်ပရိုတိုကောက access site ဖြစ်တယ်ပြီးကြရင်ကျွန်တော် password ကအာမန်လို့ okay အာမန်လို့ဆိုတော့ကျွန်တော် password ရသွားပြီရသွားပြီဆိုတော့ကျွန်တော် login ဝင်ကြည့်လို့ရပြီဒီကောင်ဝင်လို့လည်းရတယ်ဒါမှမဟုတ်ဒီကောင်အရင်ဝင်ကြည့်လိုက်မှရှုပ်လား access username app username app နော် username ရဲ့ IP နော် access site တော့ဝင်တော့ဘောဟာ IP က 192.168.100. တရာတော့107 Okay အားဟုတ်တယ်။နော်ဂျန်ရဲ့ password တောင်းလေခုနကတော့ဟုတ်အာမန်တူက AR M A N M A N M A N D O Okay AR M A N D O အာမန်တူအဲဒါဆိုရင်ကျွန်တော်တို့ဥမာရောက်သွားပြီ။နော်ဂျန်52ဆိုတဲ့တဲကိုရောက်သွားပြီ။နော်အဲ့လောက်ကြီးပါရပါမရှိ။နော်အဲ့လိုဟုံးနဲ့တွားကြည့်မယ်ကျွန်တော်ဘာယူစားရရှိမလဲပေါ့။ဟုံးနဲ့တွားကြည့်မယ်။ LS အဲ K ဆိုတဲ့ user ရှိတယ်เนาะ user 2ယောက်ပဲရှိတယ်။ Jan နဲ့ K ဆိုတဲ့ user 2ယောက်ရှိတယ်။အဲ့တော့ခုနကကျွန်တော်ဒီဘက်မှာလည်းဝင်ကြည့်လို့ရတယ်เนาะဒီဘက် machine မှာဟမ်ဘယ်ရှိပါ Jan Jan password က ARMAR မှာဝိုင်း ARMANDO အမန်ဒိုဟမ်နောက်ဒီမှာကျွန်တော်စက်တဲ့ရောက်ဝိုင်းဖြစ်တယ်။ဒါမဲ့ဒီကောင်ကเนาะ အဘာလို့လို့ရမလဲပေါ့နော်စူတိုတွေစူတိုစူတိုပဲရမလား A R M A N D O နော်ကျတို့နော်စူတိုပဲ run လို့မရတော့ normal user အနေနဲ့ပဲရှိအောင်မယ်နော် ID ပါလေမာကျတို့ကြည့်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ခုနကတော့ကျွန်တော်တို့ကဒီမှာ home ထဲမှာ key ဆိုတဲ့အရာရှိတဲ့အတွက်ကြောင့် key တွေကိုဝင်ကြည့်လိုက်မယ် K ထဲမှာ password.bat ဆိုတာတခုရှိတယ်အဲ့ဒါကိုကျွန်တော်တို့ fin နဲ့ဖွင့်ကြည့်လိုက်မယ် fin password.bat ဆိုတာရှိတယ်ရော့အဲ့ဒီမှာကျွန်တော် password ရပြီဒီကောင် K ရဲ့ password ဖြစ်ပုံများတယ်အာ copy နော် K ရဲ့ password ဖြစ်ပုံများတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီကနေပြီးတော့ခဏနော်ဒီကနေပြီးတော့ k switch ယူတာလေးဝင်လို့ရလားစု k ပတ်စော့ကခဏတော့ယူထားတယ်ပတ်စော့ရိုက်ထည့်လိုက်မယ်တနိကေးရှင်ဖေးရမရဘူးလေเนาะအားနေရမင်းကစောက်ကြောင်းမရှိဘူးဒီညမှာခဏဟွန်းအိတ်ချန်ခဲ့ဒီအရှိမှာ copy ကူးတာအိတ်ချန်ခဲ့တယ်โอเคအဲ့တော့ဒီမှာပတ်စော့ပြင်ရမယ် အဲ password ပြန်ရပြီဆိုတော့ပြန်ဝင်ကြည့်လိုက်မယ် key key တော့ပြန်ဝင်ကြည့်မယ်နော် osuke sorry osuke password ကကနော် shift v အဲဒါဆို key တော့ရောက်သွားနော် cd နော်ပြန်ရင် i အာ sudo sudo.r root set တွေပါရမလား ကျွန်တော်ပတ်စော့အရှိရဒါဆိုရင်ရတယ်ဟုတ်လားကျွန်တော်တို့ rule လဲကျွန်တော်တို့ run လို့ရတယ်နော်ဒီမှာ ID တွေပါတယ်ကျွန်တော်တို့ခေါ်ကြည့်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကအာအကုန်လုံးပြီးွားပြီလားဆိုပြီးွားပြီထင်ရနိုင်တယ်ဆိုပေမဲ့ကျွန်တော် rule set ကကျွန်တော် rule လို့သိတယ်ဗောနော် rule လို့သိတဲ့အခါကျတော့ကျွန်တော်ဒီမှာ rule စုလို့ရနေတာဖြစ်တဲ့အတွက်ကြောင့်စုလို့စုဒါဆိုရင်ဒီမှာ rule ရပါတယ် ဟုတ်ပါနော်အဲမှာတစ်ချက်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ root တဲကိုရောက်သွားပြီဖြစ်ပါတယ်နော် ls အာ flat.dat မှာ cat flat. အာ cat f l e g flat.dat မှာဒါကတော့စာသားလေးတွေနဲ့ကျွန်တော်တို့ compute တဲ့စာသားလေးတွေကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်နော် happy hacking မှာ okay အဲ့ဒါဆိုတော့ပြီးွားပြီပေါ့နော်ဒီ lab ကတော့ ဒီဗီဒီယိုကတော့ဒီလောက်ပဲအာကျွန်တော်တို့ဒီသင်ခန်းစာကိုကျွန်တော်တို့ကဘယ်ကနေကျွန်တော်တိခဲ့တာလဲပေါ့နော်အဲ့ဒါလေးမေးစရာနည်းနည်းရှိတယ်เนาะဘယ်ကတိခဲ့ရလဲဆိုတော့ကျွန်တော်ဒီ system hacking tool ဆိုတော့ဆရာရင်းအောင်ရေးထားတဲ့အစာအုပ်တွေကနေပြီးတော့ကျွန်တော်တို့ contact လေးဖြစ်ပါတယ်เนาะဒီထက်က contact လေးကိုကျွန်တော်ဗီဒီယိုပြန်ပြီးတော့ရိုက်ပေးတာဖြစ်ပါတယ်เนาะအာဒီစာအုပ်ကတော့ထွက်တာတော်တော်တော့ကြာပြီနှစ်နှစ်လောက်ရှိတော့မထင်ねเนาะဒီစာအုပ်ဝယ်ခြင်းနေဆိုရင်เนาะဟိုရသေးလားမရသေးလားတော့မသိဘူးပေါ့နော်တခြားအာရသေးတဲ့ဆိုင်တွေမှာရှိရင်လည်း ရှာဝယ်ကြည့်ပေါ့နော်တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ဒီလိုမျိုး content တွေစိတ်ဝင်စားတယ်ဆိုရင်ရှာဖတ်ကြည့်ပေါ့နော်ဒီထဲမှာလည်းအဲဒီလိုပုံစံတူတွေမျိုးအဲကျွန်တော်တို့ box တွေကျွန်တော်တို့ဖြည့်ပြတာရှိတယ်နော်အဲ setup ပြီးတော့စိတ်ဝင်စားကိုယ့်အကိုဝယ်ဖတ်ကြည့်ပေါ့နော်ဖြည့်သလားမရှိသေးတာတော့မသိဘူးကျွန်တော်တော့မရအောင်နော်ကျွန်တော် page မှာလာမမေးနဲ့ကျွန်တော်ဘာစာအောင်မှမရအောင်ဆရာရင်းအောင်စီမှာမေးမေးမမေးလဲကျွန်တော်တို့ဘယ်ဆိုင်နေမှာရအောင်မလဲပေါ့နော်ဒီပုံစံလေးပါ okay ဒါတော့ကျွန်တော်တို့စောက်ထဲက content ကိုကျွန်တော်ဗီဒီယိုပြင်ရိုက်ပေးတာဖြစ်ပါတယ်ဒါစောက်လည်းကျွန်တော်တို့ကြော်ညာ ကြော်ညာပေးပြသဖြစ်တယ်ပေါ့နော်โอเคအဲ့ဒါဆိုတော့ဒီဒီနေ့ video ကတော့ဒီလောက်ပဲအဲကျွန်တော်စီမှာလည်းဒီ clinic တွေကျွန်တော် amat တွေသိကျင်နေဆိုရင်လည်းကျွန်တော်စီမှာတနန်းတွေပါလိလာပြီးတော့အဆုံးသတ်လို့ရတယ်โอเคနောက်ထပ် video တွေမှာတွေ့ကြတော့ပေါ့